Water Taxi ကိုဇွန်လအတွင်းမှာစတင်ပြေးဆွဲသွားမှာဖြစ်ပြီးလှိုင်းသာယာပို့တထောင်မြေကျောင်းမှာအရင်ဆုံးပြေးဆွဲသွားမယ်လို့သိရပါဗျ။ Water Taxi ကိုခရီးစဉ်၃ကျောင်းပြေးဆွဲသွားမှာဖြစ်ပြီးလှိုင်းသာယာကနေပို့တထောင်ကိုသွားတဲ့ခရီးစဉ်ကိုတော့အရင်ဆုံးပြေးဆွဲသွားမယ်လို့ Water Taxi ပြေးဆွဲခွင့်တင်တာအောင်မြင်ခဲ့တဲ့တင့်တင့်မြန်မာကုမ္ပဏီရဲ့ဥက္ကဋ္ဌဒေါ်တင့်တင့်လင်ကပြောပါဗျ။အဆိုပါလှိုင်းသာယာကနေပို့တထောင်ကိုသွားတဲ့မြေကျောင်းမှာ Water Taxi 16ဆင်းနဲ့ပြေးဆွဲသွားမှာဖြစ်ပြီးလူဦးရေ200 160 60စတဲ့ စီးနှင်းလို့ရတဲ့အမျိုးအစား၃မျိုးနဲ့ပြည့်စွဲသွားမယ်လို့သိရပါဗျ။ Water taxi အတွက်လက်မှတ်ဈေးနှုန်းတွေကိုတော့လက်မှတ်တစ်စောင်ကိုအများဆုံး700တတ်မှတ်ထားပြီးခရီးစဉ်ဖြတ်ပိုင်းအလိုက်ခရီးသူတွေအတွက်ကိုတော့300ကျပ်တန်လက်မှတ်တွေစီစဉ်ပေးသွားမယ်လို့သိရပါဗျ။ပြည့်စွဲမဲ့ Water taxi တွေမှာအသက်ငယ်လူကြုံရေးနဲ့ပတ်သက်ပြီးဒေါက်တင့်လွင်ကအခုလိုပြောပါဗျ။ Safety ကတော့အမတို့အရေးကြီးဆုံးကတော့ GPS နဲ့ Monitoring System ကအရေးကြီးဆုံးပါပဲ။ safety ဘိုင်းမှာဆိုလို့ရှိရင် GPS system အရာဆိုလို့ရှိရင်အမတို့ရဲ့ဒီသင်းမောတွေအားဆိုလို့ရှိရင်အဲညံ့ညံ့မောင်းတာတို့နှိမ့်နှိမ့်မောင်းတာတို့ကိုယ်ဆွဲထားတဲ့လမ်းကြောင်းကိုတွေ့ဖြီးပြီးတော့ဆွဲတာတို့ဘာလို့ဒီဒီသင်းမောမောင်းတဲ့ကပတိန်တွေပဲဖြစ်စေအာဆိုတော့ဒီသင်းမောပေါ်မှာပါသွားတဲ့အကူတွေပဲဖြစ်စေဒီသူတို့တွေအားဆိုလို့ရှိရင်အမတို့လုပ်ထားတဲ့စနစ်ထဲကတွေ့ဖြီးပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ဒီဒီသင်းမောရဲ့ခီးစဉ်ကအမတို့ LED ပုံမှာပြထားတဲ့ right time ကိုရောက်မှာပေါ့ ူက50 notes နဲ့သွားမယ်ဆိုရင်50နဲ့ပဲသွားအောင်ပါမှာဒီချက်ကိုသူတို့က17တို့18တို့ကြော်မီးအញ្ញံမောင်းတာတို့ဘာတို့ဒီလိုဖြစ်လာတယ်ဆိုလို့ရှင် safety ဘက်ကိုထိခိုက်နေတယ်လို့အမတို့က monitoring system ရှစ်ထပ်မှာမတို့လုပ်ထားပါတယ်အဲ့မှာကြည့်သူတို့မြန်ပြီဆိုတာနဲ့အမတို့ကမြင်နေရမြင်ပြီမတို့ဒီကနေပြီးတော့သူတို့ microphone နဲ့လမ်းပြမြင်လို့ညားရဖြစ်ဖြစ်ရှော့လိုက်အဲ့လိုမှနားမလည်ဘူးဆိုလို့ရှင် warning ပေးပြီးသူတို့နောက်လုပ်ထုတ်တာကအမတို့ရေးရှုတာပဲလုပ်ပါပါ ဒါကြောင့်မို့ဒါ safety ဘိုင်းမှာတော့ဒါကျမတို့ရေရင် safety ဒါတစ်နှစ်ကကျတော့ passenger safety passenger safety ကျတော့အမားတို့ကသူတို့စီးတဲ့ခုံအောင်တိုင်းမှာ life jacket ရှိမယ်ပြီးလို့ရှိရင် life jacket ကိုမထုတ်တဲ့လူတွေအတွက်အမားတို့မှာ master station ဆိုတာရှိ master station ဆိုတာကတော့လွယ်လွယ်လေးပါအမားတို့မြန်မာလူမျိုးတွေရဲ့နားလေလွယ်တဲ့ပုံစံနဲ့ပဲလုပ်တာတိတာဘုံကြီးတစ်ခုရှိမယ်ဒီထဲကနေထုတ်ပြီးတော့လူကြီး60စီးမယ်ဆို60အဆုံးရှိခုံအောင်ကနေထုတ်လို့မလွယ်တဲ့လူတွေကဒီထဲမှာသူတို့ယူပြီးတော့ witch chop လိုက်လို့ရတယ်သူတကယ်လို့အရေးပေါ် မီးလောင်တဲ့အခြေအနေတွေမိုးလေဝသအရအရန်ဟိုကဖြစ်တဲ့အခြေအနေပါတယ်ဆိုလို့ရှိရင်ကျမတို့ live chat ကကိုချက်ချင်းသူတို့ဒီဒီဝစ်စင်လို့ရအောင်စပြီးတော့အဲ့မှာ television လေးမှာကျမတို့စပြီးတော့ပြမယ်ဒါပေမဲ့သူတို့ထိုင်နေခုံရဲ့နောက်ကျောမှာလေးရင်လိုပဲဒီထဲမှာကျမတို့ရဲ့ safety ညွှန်ကြားချက်လေးရှိတယ်ဒီညွှန်ကြားချက်လေးတွေသူတို့ဖတ်ဖို့တော့ကျမတို့တွေက media အားကိုပြီးတော့ကျမတို့ပြောကြရမှာပေါ့နော်ဒါဒီပေါ်တက်တာနဲ့ဒါအရေးပေါ်အခြေအနေဖြစ်လာရင်ဘာလုပ်ရမလဲအဲဘာကိုဝစ်ထားရမလဲဆိုတဲ့အခြေအနေကျမတို့ lighting ကိုကြည့်ရမယ်ဘယ်ပုတ်လာမယ်ဆယ်ယောက်ဆက်နေပုတ်လာမယ်ဘယ်နှစ်ယောက်ဆက်နေဘောခွင့်ရှိမယ်ဒါတွေကအမားတို့ကဒီ safety instruction တွေမှာအကုန်ထည့်ထားမှာအဲ့ဒါကိုတော့သူတို့ဖတ်ဖို့လိုပါတယ်ဒါကိုဖတ်ထားမယ်ဆိုရင်လည်းသူတို့အနေနဲ့ safe ဖြစ်မှာပါ water taxi ခရီးစဉ်၃ကြောင်းအတွက်စုစုပေါင်းစိတ်ကဲ25ခုဆောက်လုပ်သွားမယ်လို့သိရပြီးလှိုင်းတရာနဲ့ဘူတထောင်မြေကျောင်းကိုတော့စိတ်ကဲ8ခုဆောက်လုပ်ထားတယ်လို့သိရပါတယ်။လှိုင်းတရာဘူတထောင်မြေကျောင်းပြေးဆွဲပြီးတဲ့နောက်6လအတွင်းမှာကျန်တဲ့မြေကျောင်းနှစ်ခုကိုဆက်လက်ပြေးဆွဲသွားမယ်လို့သိရပါတယ်။ water taxi ပြေးဆွဲခြင်းကိုတော့နေ့စဉ်နနက်6နာရီကနေညနေ6နာရီခွဲအထိသတ်မှတ်ထားပါတယ်။မြေကျောင်း၃ကြောင်းအတွက်စုစုပေါင်း water taxi အစီအစဉ်ရေ90ကနေ80အထိအသုံးပြုပြေးဆွဲသွားမယ်လို့ဒေါ်တင့်တင့်လင်းကပြောပါ ါတယ်။